ဲ့ဒီလိုနိဗ္ဗာန်ချမ်းသာကိုတိလားကရရှိနိုင်တယ်။နော်အကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့ရရှိနိုင်တယ်ဆိုတော့နော်စကားနဲ့ပတ်သက်ပြီးတော့ပြောစရာအလွန်ကောင်းတဲ့ဒေသနာတစ်ပုဒ်ကတော့ဘုန်းဘုန်းတို့အင်္ဂုတ္တပါဠိတော်ဒတကနိပတ်ထဲမှာနော်စေတနာကရဏီယသုတ်တံဆိုတာရှိတယ်။အဲ့ဒီမှာမြတ်စွာဘုရားဟောပုံလေးကိုဘုန်းဘုန်းအချင်းချုပ်ပြီးတော့ပြောရင်တယ်။တိလားရဲ့တန်ဖိုးကိုမြင်ပြီးတော့တိလားနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ပေါ့နော်ရည်ရွယ်ချက်ကတော့ဟုတ်လား။အဲတိလားနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဟာတဲ့အဝိပတိတာရာ ငါစနေလုံးငါစိတ်နှလုံးလေးတွေတာတာယာယာရှိပါစေလို့တောင့်တเสียရမလို့တဲ့နော်စိတ်နှလုံးမသားမယာဖြစ်တဲ့သဘောတွေကအလိုလိုပြောက်သွားမယ်တဲ့နော်ကိုချင်းတီလာတာဖြူစင်အောင်ထိမ့်သိစိတ်နှလုံးမသားမယာဖြစ်တာတွေဘာလဲတော့ပြောက်သွားမယ်ပြောက်ပါစေလို့ဆုတောင်းเสียရမလို့ပါဘူးတဲ့ဟုတ်လားဆက်ပြီးတော့ပြောတယ်အဲ့ဒီစိတ်နှလုံးမသားမယာဖြစ်တာတွေပြောက်တယ်စိတ်နှလုံးတာတာယာယာလေးဖြစ်နေပြီဆိုလို့ရှိရင်ပါမောက်စရတဲ့ဝမ်းမြောက်ပါစေလို့တောင့်တเสียရမလို့တဲ့ ဝမ်းမြောက်မှုအလိုလိုဖြစ်မယ်တဲ့ဝမ်းသာလာတယ်ပေါ့နော်အဲ့လိုဝမ်းမြောက်မှုဖြစ်လာပြီဆိုလို့ရှိရင်ပီတိငါးစိတ်ထဲမှာနှစ်သက်မှုတွေဖြစ်ပါသေးလို့တောင့်တစရာမလိုဘူးတဲ့ပီတိနှစ်သက်မှုဟာအလိုလိုဖြစ်လာတယ်အဲ့လိုပီတိဖြစ်လာပြီဆိုလို့ရှိရင်ငါရဲ့ဒီစိတ်ရောကိုယ်ရောမပတ္တိငြိမ်းအေးပါစေလို့တောင့်တစရာမလိုဘူးတဲ့ပတ္တိငြိမ်းအေးမှုတရားအလိုလိုဖြစ်လာတယ်တဲ့ဟုတ်လားအဲ့လိုစိတ်တွေငြင်းအေးလာပြီဆိုရင်ငါစိတ်ကလေးချမ်းချမ်းသာသာရှိနေပါစေလို့ဒုက္ခကိုတောင့်တစရာမလိုစိတ်နှလုံးချမ်းသာမှုဟာ ဖြစ်လာတယ်။စိတ်ချမ်းသာလာပြီဆိုလို့ရှိရင်ငါစိတ်ဟာတည်ငြိမ်ပါစေ။နောက်တမာရရဲ့ဒီတည်ငြိမ်ပါစေလို့သူတောင်းတရမလိုဘူးတဲ့။စိတ်ကချမ်းသာတဲ့စိတ်ကငြိမ်နိုင်။ငြိမ်နေဆိုတာဒါသဘာဝပဲပေါ့နော်။အဲ့လိုစိတ်တည်ငြိမ်လာပြီဆိုလို့ရှိရင်သူကစိတ်ကအစွမ်းထက်လာတယ်။ဘလို့အစွမ်းထက်လာလဲဆိုတိတင်တိတိုင်းမြင်တဲ့မြင်လိုက်တဲ့တရားတွေကိုသဘာဝကြကြမှန်မှန်ကန်ကန်မြင်လာတယ်။အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဟောတော့ တည်ငြိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ငါဟာဟောဒီသဘာဝတရားတွေနဲ့ပတ်သက်ပြီးဒီယုတ်တည်နံနေနဲ့ပတ်သက်ပြီးဒီခန္ဓာနဲ့ပတ်သက်ပြီးတော့နော်ယထာဘူတံသာနာတိနော်မှန်မှန်ကန်ကန်သိပါစေမြင်ပါစေလို့တောင့်တစရာမလိုဘူးတဲ့ဒါအနိစ္စပဲဒါဒုက္ခပဲဒါအနတ္တပဲလို့နော်ယထာဘူတံဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းသူမြင်ကိုမြင်လိုက်မယ်သိကိုသိလိုက်မယ်တဲ့ဟောစိတ်တွေတည်ငြိမ်သွားပြီဆိုရင်မှန်မှန်ကန်ကန်မြင်လာတယ်ပေါ့နော်အဲ့လိုမှန်မှန်ကန်ကန်မြင်လာပြီဆိုလို့ရှိရင်နိဗ္ဗိဒါယ ော်ငါးစိတ်ဒီညီးငွေ့တဲ့ဉာဏ်တွေရပါစီလို့တောင့်တဆရာမလို့နော်ဘဝရဲ့ပုံမှာအော်မကောင်းတဲ့သဘာဝတွေရဖြစ်စဉ်ကြီးပဲလို့နော်အမှန်ကမြင်တဲ့အတွက်ကြောင့်ညီးငွေ့တဲ့ဉာဏ်ကိုရမယ်အဲ့လိုညီးငွေ့တဲ့ဉာဏ်ရပြီဆိုလို့ရှိရင်နော်ဝိရတ္တစိတ်တော်နော်စိတ်ကတက်မဲ့မှုကင်းတယ်ပေါ့တက်မဲ့မှုကင်းပါစေလို့ဆုတောင်းစရာမလိုဘူးနော်ဝိရစ္စနော်တက်မဲ့မှုကင်းတဲ့သဘောဒါမဲ့ဉာဏ်ကိုရည်ရွယ်တာလို့ဆိုတယ်ဟုတ်လားအဲ့ဒီလိုတက်မဲ့မှုကင်းပြီဟေးဆိုလို့ရှိရင်ဝိမု ക്തി ဉာဏတတနာ နော်လွတ်မြောက်ခြင်းကိုတိတဲ့ညံပေါ့ဟုတ်လားနော်လွတ်မြောက်မှုကိုတိတဲ့ညံအဲ့ဒါရပါစေလို့တောင်းတစရာမလိုနောက်ဆုံးလွတ်မြောက်သွားတဲ့အဆင့်နော်ဘုံညာဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့အဆင့်ကိုရည်ညွှန်းတာပေါ့ဟုတ်လားအဲ့ဒါတိလကနေဆက်ပြီးတော့နော်အကြောင်းအကျိုးဆက်ပြီးတော့သွားတဲ့လမ်းစဉ်ကလေးနော်တိလကိုအခြေခံထားတာနော်ဟုတ်လားတိလရှိရင်နှလုံးမသားမရမှုစိတ်နှလုံးမသားမရမှုကင်းပြောက်တယ်အဲ့ဒါဆိုလို့ရှိရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ပြီးရင်ပီတိနှစ်သက်မယ်နှစ်သက်ပြီးရင်ငြိမ်အေးမယ် ငြိမ်းရင်ချမ်းသာမယ်ချမ်းသာရင်တည်ငြိမ်မယ်တည်ငြိမ်ရင်အမှန်မြင်အမှန်မြင်ညီးငွေ့မယ်ညီးငွေ့ရင်ဆွမဲ့မှုကင်းမယ်ဆွမဲ့မှုကင်းရင်လွတ်မြောက်မယ်အဲ့နှမျိုးတုံး၁၀မျိုးမှတ်ထားနော်ဒါတိလရဲ့နိဗ္ဗာန်ချမ်းသာကိုရောက်အောင်နော်ဘလို့အကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့နော်နိဗ္ဗာန်လမ်းကြောင်းပေါ်တိလဟာပါဝင်နေတယ်လေဆိုတာလေးကိုစဉ်းစားဖို့ပြောပြတာဟုတ်လား